မင်္ဂလာပါရှင်။နိုဝင်ဘာလ12ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတင့်အင်းတင်းမတိမ်ထူထက်နေကကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်။တနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထိပ်ချုံရွာပါမယ်။ ရွာရဲရာနှုံးပြည့်ဖြစ်ပြီးကြက်တိုင်းနဲ့ပြည်နယ်တို့မှာတိတ်အင်းအင်းဖြစ်ထုံနေပါမယ်။မြမပင်လယ်ပြင်မှာလှိုင်းအင်းအင်းရှိပါမယ်။လှိုင်းမြစ်မှာမြမကံရိုးတဲ့တခြားနဲ့ကမ်းလုပင်လယ်ပြင်တို့မှာငါးပင်မှာခုနှစ်ပင်ခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရဲ့အတွက်ခမန်းချက်မှာတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မူပြည်နယ်တို့မှာနေရာကျကျမိုးထိပ်ချုပ်ရွာနိုင်ပါတယ်။မြင်းငှက်လေးတရင်အနေနဲ့ယနေ့မနက်9:48မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းတာစီမြို့တောင်ဘက်6မိုင်ခန့်အကွာ အနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အားသုံးသက်သက်မှ3ညရီတာစကေးရှိတယ်။မြင်းငှက်နေအနှဲငယ်နှုတ်ခက်ခဲ့ပါတယ်။မြူအခြေအနေမှာမတလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းချင်းပြည်နယ်တို့မှာမြူထူများကြဆင်းနိုင်ပါတယ်။နိုဝင်ဘာလ12ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မသူစားပါ